ကဲဦးလေးဖန်နေရတာတို့ပြီးခဲ့အပတ်စနေနေ့ကစနေနေ့ကမိထားတဲ့မိကွန်းလေးအဲ့ဒီမိကွန်းလေးကအဲဦးလေးတာတို့ချက်ကိုဘယ်နှလားဒါဘယ်အရွယ်မှာတိုက်လို့ရှင်အကောင်းဆုံးလေလို့မိထားတဲ့မိကွန်းလေးအဲ့တော့မင်းတို့တွေဒီစနေနေ့မှာအမေးဖြေလောက်ထားကြရဲ့ဦးလေးနဲ့ကွန်ဘတ်အပြန်လန်လောက်တယ်ပေါ့ အပြန်လန်လို့အဲ့တော့ဦးလေးရေအဲ့ဒါလေးကိုတော့ဘယ်နှလားသားဘယ်ရွယ်ဘယ်အချိန်မှာတိုက်ရင်အကောင်းဆုံးလဲတဲ့အဲတာရူကမေးလာတဲ့ဒီမိကုန်းကိုဦးဒီနေ့စနေနေ့ရောက်ပြီတပတ်နေဦးလေးတိတလောက်ဖြီးပြီးမယ်လို့ပြောထားပြီအဲ့တော့ဘာလို့တေချာဆုံးအောင်လာတော့တေချာတေချာဆုံးအောင်လာတော့ဒီမိကုန်းလေးကလွယ်လွယ်လေးဆိုပေမဲ့ဦးလေးအတွက်ခက်ခဲတယ်သူပြောထားတယ် ါဖက်ခဲပြီမယ်လို့တတ်နိုင်တော့တော့ဥပြီးဖြီးပြီးပတ်မယ်အဲ့တော့သားတို့ဥဖြီးမဲ့မိကုန်းကိုတေချာစီးစီးစီးငါငါနားတော့နားတော့ပြီးတော့မှအော်ဟုတ်ရင်ဟုတ်တော့တယ်မဟုတ်ရင်မဟုတ်တော့ဒါလေးတော့နည်းနည်းပပလေးပြောခဲ့နော်အဲ့တော့ဘဏလာသားဘယ်အွယ်မှာတိုက်ရအကောင်းဆုံးလို့ဆိုဦးလေးက၃မျိုး၃စားခွဲပြီးဖြီးပြီးသားနော် သုံးမျိုးသုံးသားဖွဲ့ထားပြန်ပြန်ကျက်သမားအုပ်စုမှာကျက်သမားအုပ်စုမှာအုပ်စုသုံးစုလောက်ဦးလေးဖွဲ့ပြီးထားတယ်တက်တစ္ဆာကျက်သမားအုပ်စုတစုနော်ဝါရဏာဦးဖူးဖူးကြုံကြုံပါပြီးတကယ်တက်တက်ကြကြနေပါနေတဲ့ကျက်သမားအုပ်စုအလေလက်တန်းကျက်သမားအုပ်စုလေလက်တန်းကျက်သမားအုပ်စုဆိုတာ ဝိုင်းထဲမှာ၃လနှစ်လောက်သွားပြီးတော့လူလေလူလူပါလူလူဖြစ်ခါသာအုပ်စုကိုခေါ်တာနောက်တတိယရံအုပ်စုတတိယရံအုပ်စုကကျွမ်းကျင်အရှင်ကိုရောက်ပြီးတော်တော်လေးလေးဝဲဝဲရှိတဲ့လူတော်တွေကိုပြောတာအဲလူတော်တွေကိုပြောတာဒီကနေ့ဦးလေးဖြေမဲ့အဖြေလေးကအာအဲ့ကိုမဲမှာဦးလေးကပြောထားတယ်မင်းတို့မင်းတို့တိတဲ့အတိုင်းဖြေခဲ့ ဖြီးခဲ့ဟောအောက်မှာဖြီးပေးထားပါကိုမ200ကျော်လာအဲ့200ကျော်တွေမှာပါရီပြားတော့ဆိုဥလေးရေ9လ8လသားယူရ7လသား9လသားယူအာ9လသား10လသားယူ10လသား17လသားယူတချို့ကြောက်လဲအခါလဲသားကျော်14 6လားဒါယူတချို့ကြောက်လဲကြက်ဦးချို့ကြောက်လဲကြက်ကြက်မိုက်ကောင်းတဲ့ချင်းအမျိုးမျိုးဖြီးရဖြီးရတယ်ဒါပေမဲ့ဥလေးအဲ့ကိုမန်းနေအားလုံးโอเคလို့တလုံးပဲပြန်ပြလိုက်တယ်โอเคလို့တလုံးပြန်ပြလိုက်တယ် ตาတို့ညီတို့အကိုတို့ဖြေတဲ့အဖြေတွေအားလုံးမှန်ပါတယ်မှန်ပါတယ်ဦးလေးဖြေမဲ့အဖြေလေးတော့ဦးလေးဖြေမဲ့အဖြေလေးတော့တေချာလေးစဉ်းစဉ်းစားစားနဲ့နားထောင်ပြီးပါตารูแกมวยรูแกโอวาอะกองโตเฉยมาลูกပြောလို့ရှိရင်ကုလေးဘက်ကဒီလိုပြောလိုက်လို့ရှိရင်ခလေးတွေဒုက္ခတော့မှာတော့အဲ့တော့ ဘာသာ၃ရက်ရှားတာလေးဟာဟို၃ရက်လုံးနဲ့ဖြီးပြီးပါမယ်ကျက်တမားတက်တစ္ဆာကလေးတွေနော်ဘာသာအတွက်ကြတော့ကျက်က6လက7လက7လကဒီလိုအခါမျိုးကျက်တွေကိုကလေးတို့ ਨੇ အကောင်းဆုံးမှာလို့ဦးလေးဖြီးပြီးလိုက်ပါတယ်နောက်တစ်ခါဒုတိယအတန်းစားဖြစ်တဲ့၃လေးနှစ်သွားပြီးဝိုင်းထဲမှာပြင်လဲခဲ့တဲ့လူကြီးတွေ့ကြတော့ အခါလေကလက်ကြောင်ခွဲလက်ကြောင်ခွဲပြီးတော့16 9လကရှောက်လာတာအရွယ်啊တင့်တော်ပါလေလို့နော်နောက်ကျက်သမားတကယ်ဆရာကြီးတွေအတွေ့ကြတော့ဆရာကြီးတွေအတွေ့ကြတော့ကျက်ဦးမွေးတို့ကအကောင်းဆုံးပါလို့ဦးလေးတော့ဒီလိုတိပြီးဖြည့်ပြီးလိုက်ဘာလို့ဒီလိုတိပြီးဖြည့်ပြီးလိုက်တော့ဦးလေးရဲ့တပါးသာဒီကျက်ဦးမွေးတို့ပဲကောင်းတယ်လို့တခါတည်းဖြည့်ပြီးလိုက်ပါလား ဖြီလို့မရပါဘူးဖြီလို့မရပါဘူးဘာဖြစ်လို့ဖြီလို့မရလဲဘာဖြစ်လို့ဖြီလို့မရလဲခုနတက်တက်စာခလီအရွယ်လေးတွေကိုကြက်အိုအကောင်းဆုံးမှလို့ဖြီပေးလိုက်ဖြီဒီခလီတွေကဒီဦးလေးကြီးကတော့ကြက်အိုအကောင်းဆုံးမှလို့ပွေးတို့အကောင်းဆုံးမှလို့ဖြီလိုက်ဖြီအဲ့ခလီတွေကမွေးတို့ကိုတွက်ကင်မွေးတို့ကိုတွက်ကင်တော့ပွေးတို့တကောင်ကိုပြုတ်ပြင်ဖို့ကဆိုတာကြက်သမားဘုရားမှာမင်းလုံးဝမကြိုးစားရဘူးနော်အနည်း၃၀လည်းမရအနည်း၃၀လည်းမရဟုတ်လား ဲ့တော့မွေးတော့ဒီကလေးတွားကဲမွေးကလေးဆိုတာတက်ကြွနေတဲ့ရှင်ကိုကြက်ကိုချစ်တဲ့ရှင်ကိုကြက်ကိုမျက်နှူးတဲ့ရှင်အစာရင်းနင်းငံပိတ်ကျွေးပြီးဒီကြက်ဟိုကဘာမှမလုပ်တော့ဘာမှမလုပ်နိုင်တော့လူနေတဲ့တပိဒါရှိရမယ့်ဟာကိုတပိဒါ20 30ရှင်ဒီကလေးတွေကိုဦးလေးရကြောက်ထိုးဆလူဖြစ်သွားမှာကြောက်လို့ဦးလေးရตาလူအွယ်ရီယာ6လ10လ17လဒီလူအွယ်ရီယာတင့်တော်ပါတယ်လို့ဖြီးပြီးတာ ခုနကအလယ်လက်တန်းသားလူတွေကတော့သူတိုင်းသူဟိုနဲ့နားလေတယ်ဒီဘက်ကလည်းနည်းနည်းမီးလာတယ်အဲ့အတွက်ကြောင့်မို့သူတို့ကတော့ဟိုအခါလေသားကျော်လက်ကြောင်ခွဲပြီးသား၁၄၅၆လောက်သားသူတို့ကဒါမဆိုးဘူးနော်ခုနဆရာကြီးအတွက်ကြတော့ဆရာကြီးကြာဦးလေးကခလေးတွေအတွက်ပဲဖြေပြီးဆရာကြီးအတွက်ပါရောထည့်ပေးလိုက်တယ်အဲ့တော့ရက်ကိုကိုလားဆယ်လားဆက်တလားကအေးဟာ အကောင်းဆုံးတိုက်လို့ရှိရင်အကောင်းဆုံးအရွယ်ပါလို့ပြောလို့ရဆရာကြီးကဦးလေးကိုဟာတိုက်လိမ့်မယ်ဟာဘာဆရာကြီးတို့ချီးတုပ်ကြီးတို့ပြောလိမ့်မယ်နော်ခုနကြက်အိုအဆင့်မြင့်ကင်နိုင်တဲ့လူတွေအတွက်ကြောင့်အဲ့တော့ဦးလေးကဒီလိုခွဲပြီးဖြည့်ပေးတာဦးလေးအတွက်မမားတော့ဘူးလို့သုံးသပ်လို့ဦးလေးဖြည့်ပေးတာတကယ်တမ်းကြတော့တကယ်တော်ပြီးတကယ်ကြက်အိုနိုင်သွားနိုင်ပိုင်နိုင်အောင်ခွနိုင်အောင်မွေးနိုင်အောင်ကင်နိုင်တဲ့လူက ရက်အိုသားလေးအကောင်းဆုံးမှာတမွေးထိုးပြီးသားလေးအကောင်းဆုံးမှာနော်အဲ့တော့ခုနတမွေးထိုးတာကိုကောင်းတာကိုကောင်းတာတတ်တတ်ထားအဲ့ဒါလူကိုဆရာကြီးတွေအတွက်ပိုင်နေနိုင်တဲ့လူတွေနော်မဖြစ်ရဘူးဆိုတာအဲ့လူသုံးပါတာနဲ့ခွဲဖြီလိုက်လို့ရှိရင်ဦးလေးအဖြေကသူများတကပြောစမှတည်းကလွတ်မယ်ထေလို့ခုလူဖြီပြီးလိုက်တာပါလို့ကဲတေချာလေးနားထောင်ကြည့်မှစဉ်းစားကြည့်မှချင့်ကျင်ကြပါဝေဖန်ကြပါနော်ဒါလေးကတော့ဦးလေးအဖြေပါ